စရိခာမင်္ဂလာပါဆရာခုပြန်လည်တင်ကြားပေးမယ်ထိုင်းစာသင်ခန်းစာတော့မှတ်တရာတော်စကော့ထဲမှာတခုအပဝင်ဖြစ်တဲ့ Makeup အကြောင်းကိုသင်ကြားပေးမှာဖြစ်ပါရယ်เนาะ Makeup ဆိုတာမြန်မာလိုပြောရမယ်ဆိုရင်ပါတပ်ပေါ့เนาะပါတပ်ဆိုပေမဲ့လည်းပဲဒီ Makeup ရေးထားတဲ့နေရာမှာအသေးချာကြည့်လိုက်မယ်ဆိုရင်ဒီနောက်မှာအတတ်နေရာမှာဘော်ပိုင်ပိုင်းလေးဖြစ်နေတယ်ပေါ့เนาะဒီက Makeup အုပ်စုထဲမှာကဘော်ပိုင်ပိုင်းတစ်ခုတည်းရှိတာမဟုတ်ဘူးတူနဲ့တူတဲ့အတတ် GX ရတွေက ထပ်ပြီးတော့ရှိသေးတယ်ပေါ့နော်အဲ့တော့ဘာလေးပါလဲဆိုတော့ဒီအောက်မှာကြည့်လိုက်ပေါ့နော်ဒီအောက်မှာကြည့်မယ်ဆိုရင်ပေါ်ပိုင်မိုက်ပေါ်ပလာပေါ်ဖန်ဖော်ဖန်ပေါ်စံပေါအဲ့ဒီ B A ခရတရားလည်းပဲမဲကော့ဆိုတဲ့အတအုပ်စုမှာပါတဲ့ B A ခရတွေဖြစ်တယ်ပေါ့နော်အဲ့တော့မဲကော့အုပ်စုမှာပါတဲ့ B A ခရတွေကိုမြင်တဲ့အခါကျရင်အပေါ်နှခမ်းနဲ့အောက်နှခမ်းနဲ့ထိပြီးတော့မှအတန်ကိုထွက်ပေးရမယ်ပေါ့နော် အဲ့တော့ဆရာခေါင်းစဉ်ဖတ်ပြမယ်နော်မော်အေမဲမိုက်အစ်မဲကောဥဘောကပ်မဲကပ်မဲကပ်အဲ့တော့ကပ်ဆိုတဲ့နေရာမှာဆရာတို့ပေါင်းတဲ့ခါကျရင်ကပ်အပေါ်နှခန်းနဲ့အောက်နှခန်းနဲ့ထိထားတယ်ပေါ့နော်မဲကပ်နော်မဲကပ်ဆိုတာအပေါ်နှခန်းနဲ့အောက်နှခန်းထိပြီးတော့မှအတန်ထွက်ပေးရမယ်နောက်ပြီးတော့သူကပါတာအုပ်စုမှာပါတယ်ပေါ့နော်ပါတာအုပ်စုမှာဆိုပေမဲ့လည်းပဲဒီပေါ်ပိုင်မိုင်းတလုံးထဲမဟုတ်ဘဲနဲ့သူနဲ့တွေ့ဖက် B အခရတွေလည်းပဲ ငါးလုံးပေါ့နော်ရှိတယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာလေးမှာဘာလေးပါမလဲဆိုတာကိုဆရာနဲ့အတူလေ့လာကြည့်ပါရမဆုံးတစ်လုံးကကြတော့ကောက်သိန်းတီကောက်သိန်းတီထိုင်းလုံးကကြတော့ကက်ကက်ကောက်သိန်းတီပေါ့နော်ပေါင်းတဲ့ခါကျရင်ကောအေဘောကက်ကောက်သိန်းတီကောအေဘောကက်ကောက်သိန်းတီပေါ့နော်အဲ့တော့အမိုက်တွေပါတွေကိုကောက်တဲ့ခါကျရင်တော့ ကက်ခရလို့ပြောလို့ရတယ်เนาะကိုယ့်ရဲ့ပစ္စည်းတွေကိုကောက်သိမ်းတာမျိုးကြတော့ကက်ခေါင်လို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ကိုယ့်အိမ်ရာတွေကိုကောက်သိမ်းတာကြတော့ကက်ထီနွန်လို့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့ကက်ဆိုတာလည်းပဲကရိယာစကားလုံးဖြစ်တယ်ပေါ့เนาะကက်ဆိုတာကောက်တိလို့လည်းပြောလို့ရတယ်လို့တိုင်းတိလို့လည်းပြောလို့ရတယ်ဒါမှမဟုတ်နှလုံးတွဲပြီးတော့ကောက်တိုင်းတိလို့လည်းပြောလို့ရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ကပ် กือบ เกือบสุดาဖြစ်တော့မလို့တော့မဟုတ်နီးပါပေါ့เนาะဖြစ်တော့မလို့တော့မဟုတ်နီးပါဖြစ်တော့မလို့ဆိုတာဒီနေရာမှာဘာလဲဆိုတော့ဥပမာကိုကနေပြီးတော့လမ်းနေကိုရင်းနဲ့ယင်တိုက်တော့မလို့ပေါ့เนาะဖြစ်သွားတယ်ပေါ့เนาะအဲ့ဒါမှဒါပေမဲ့ယင်တိုက်မှုဖြစ်လာဆိုတော့မဖြစ်ဘူးနောက်တစ်ခုကကြတော့ရတော့မလို့ဖြစ်တယ်ပေါ့เนาะရခဏီပေါ့เนาะရခဏီရတော့မလို့ဖြစ်တယ်ဒါပေမဲ့ရလာဆိုတော့မရဘူး အဲထိုးနေကောင်းမယ်ပြီးတော့မလို့ဒါမှပြီးခါနေပြီပြီးတော့မလို့ဒါမှပြီးပြီလားဆိုတော့မပြီးသေးဘူးအဲ့လိုမျိုးနေရာမျိုးမှာကိုဒီထိုင်းစာမှာဆိုရင်ကဲဘနဲ့တုံးနေပေါ့နော်ကဲကဲကောအឺဘောကဲကောအឺဘောကဲကဲได้แล้วยาดอมโลเกือบเสร็จแล้ว ปีดอมโลปีขานียาขานีไอ้หลุมอยู่บ่เนาะเกือบทุรถชนแล้ว ရင်တိုက်တော့မလို့ဖြစ်သွားတာပေါ့နော်အဲ့တော့နီပါလို့ပြောတယ်ပေါ့နော်အာနောက်တစ်လုံးကကြာတော့ညက်ညက်ညက်တိတ်ဆိတ်ဒီငေါ်အီယဘောငက်တိတ်ဆိတ်ဒီငေါ်အီယဘောငက်တိတ်ဆိတ်ဒီယူငင်းငင်းဆိုရင်တတိတ်ဆိတ်ဆိတ်နေပေါ့နော်အတန်ကြကြမထွက်နဲ့တတိတ်ဆိတ်ဆိတ်နေဆိုရင်ယူငင်းငင်းတတိတ်ဆိတ်ဆိတ်နေလို့ပြောတာဖြစ်ပါတယ်နောက်တစ်လုံးကကြာတော့เจ็บ เจ็บနာဒီနာတာကိုเจ็บလို့ပြောတယ်ပေါ့နော်အဲ့ဒီเจ็บဆိုတဲ့ဟာကိုဖတ်တဲ့အချိန်မှာလည်းပါးစပ်ပေါက်လေးကိုပိတ်ပေးရမှာပေါ့နော်အဲ့ဒါကိုဆာလုံးပေါင်းတဲ့ခါကျရင်ကြောအစ်ဘောเจ็บနာဒီကြောအစ်ဘောเจ็บနာဒီပေါ့နော်နာတာကိုเจ็บเนาะအဲ့တော့ဆရာဝန်နေမိတဲ့ခါကျရင်เจ็บမိုင်းနာလားเจ็บတုံနိုင်မိုင်းဘယ်နေရာမှာနာလဲเนาะအဲ့လိုမျိုးမိတဲ့ခါကျရင်မိတယ်ပေါ့နော်เจ็บမှာဆိုရင်အရန်နာတယ် จ็บนิดหน่อยส่วนเนาะเนเน่เลเวนนาได้ก็ပြောတာဗောเนาะအနောက်တော့ကြည့်မယ်တပ်တော့တပ်တော့ជីထွားသည်ဗောเนาะတပ်တော့ဆိုတာជីထွားသည်ဆိုတာကိုကနေပြီးတော့ငငယ်လေးကနေပြီးတော့ဗောเนาะမွေးရနေပြီးတော့ဖြည်းဖြည်းနဲ့ជីလာတာမျိုးဗောเนาะជីထွားလာတာမျိုးជីပြင်းလာတာမျိုးကိုတပ်တော့လို့ပြောလို့ရတယ်ဗောเนาะငငယ်ကနေပြီးတော့ဖြည်းဖြည်းနဲ့အရွယ်ရောက်လာတာမျိုးလို့အသက်ជីလာတာမျိုးជីထွားလာတာမျိုးကိုတပ်တော့တော့မဟုတ်ជីပြင်းလာတာမျိုးကိုလည်းပဲ เติบโตလို့ပြောလို့ရတယ်ပေါ့เนาะတော်เออบอเติบတော်โอโตเติบโตជីทွားดีတို့မဟုတ်ကျင်ပြင်းดีတော်เออบอเติบတော်โอโตเติบโตជីပြင်းดีတို့မဟုတ်ជីทွားดี